အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါရဗျာဒီနေ့မှလို့ပထမဦးဆုံးပြောချင်တာလို့ Chelsea Congratulation ပါလို့နှုတ်ဆက်လိုက်ချင်ပါတယ်ဗျာ Euro Cup League ပိုင်ဆိုင်ဝါ Chelsea နဲ့ Real Betis ပွဲစဉ်လေးကျွန်တော်ချက်တော့တုံ့တက်ကြည့်ရအောင်နေ့ရက်ပွဲစဉ်ရဲ့ data လေးဒီဒီကောက်ကြည့်တဲ့အချိန်မှာကျွန်တော်ဘောလုံးပိုင်ဆိုင်မှုရ34%နဲ့ Chelsea ရဲ့66%ချိပိုင်ဆိုင်ထားတော့လဲတို့တဲ့ shot လေးမှာလို့ Real Betis တော့တာသေးရနော် Chelsea ရောနည်းပေမဲ့ ရီယဘက်တဲ့ကိုမိနစ်မှာဂိုးရရှိသွားတဲ့အနေထားနေပြီးတော့ရီယဘက်တဲ့ပထမပိုင်းဖိအားလို့ချက်စီတော်တော်ခံလိုက်ရတာပေါ့ချက်စီဂိုးရရှိသွားတော့60ကျော်မှနော်ပယ်မာရဲ့ထပ်ပတ်မှုကနေပြီးတော့ဂိုးရရှိသွားတဲ့အနေထားလို့ဖာနန်ဒစ်ခေါင်းတိုက်သွားတော့အနေထားချက်စီနည်းနည်း6လဲပေါ့နည်းနည်းတက်ရှူပွဲသွားပြောရမယ်ဆိုသလိုပဲအနည်း90ကျော်မှပယ်မာရဲ့ထပ်ပတ်မှုကပဲချက်စံခေါင်းတိုက်ပြီးလို့နေရေဘက်ထိပ်ပြီးတော့ဂိုးရအနေထားနေပြီးတော့ငကိုးတကိုးဆိုရင်အနေထားနဲ့ဥဆောင်တော့ ်ချယ်ဆီရဲ့ပွဲနေထောင်တော်တော်တာဝတွေပြောမှာပေါ့နော်ဆန်ချိုကနေပြီးတော့တောင်မန်နေပြီးတော့ပန်စင်ပေးတဲ့ဟာဆန်ချိုတော်တော်ညင်ဒီလုံးနဲ့ထက်လိုက်တဲ့နေထားတစ်ခုမှာတော့ကောင်းတယ်လို့ပဲကာစီတို့ကပွဲပြီးကနေမိနစ်90မှာ5ရရှိသွားပြီးတော့ဒီပွဲစဉ်ကြီးကိုချက်စီရလို့၄ကိုတကိုဆိုရယ်ဖိုင်နယ်မှာတော့နည်းနည်းကျန်သွားတယ်။လိုင်းအနေကြည့်လိုက်တဲ့အချိန် မှာချက်စီနဲ့ရီယဘက်တွေကစားခွက်ရေးသွားတူပြီး4 2 3 1ဆိုရယ်လိုင်းအနေထွက်လာပြီးတော့ရီယဘက်တွေမှာလည်း အဓိကကစားသမားအန်ထိုနီတို့အက်စကိုလိုဘန်ခမ်ဘူးတို့ပါလာတဲ့နေသားတွေ့ရတယ်နော်ချက်စီမားလည်းရှေ့မှာဂျက်ဆန်ပြန်ပါလာပြီးတော့ပယ်မာနဲ့လက်ဂျောဖာနန်ဒက်လိုက်ပြီးတော့နက်တိုနဲ့မဒူကီယာတောင်းမှလိုက်ပြီးတော့ခိုင်စီလိုချက်စီကထူးချက်စားဒီနေ့ပွဲမှာ4-1 4-1နဲ့3-1နေသားတို့သွားတွေ့တော့ချက်စီယူရိုကော့ဖ်လီကိုပိုင်ဆိုင်သွားတဲ့အတွက်ပြောရင်လည်းတကယ်ကြီးလို့အားလုံးဒီနေ့ကနေပြီးတော့နှုတ်ဆက်လိုက်ပါကျေးဇူးတင်ပါတယ်ဗျာ